လာလာလာဒီမလေးမောင်လေးမှာဒီတော့လို့ပဲလာရမှာမသိလို့လေအဲ့ဒါကြောင့်မို့အမတို့ကလည်းကူညီခြင်းနဲ့ဒါပေမဲ့ကူညီဖို့ကလည်းအမတို့လည်းအမတို့ခက်ခဲနေမှာဆိုတော့အဲ့ဒါကြောင့်မလေးကိုခုံးဆက်ပြီးမှအခုကြည့်တော့ဘလို့ဖြစ်တာလဲသူကသူကစစ်ပေးချောင်လာတာတဲ့ဖက်ကစစ်ပေးချောင်လာတာမဘိုက်ကလည်းကြီးနေတယ်လေဘလို့ဖြစ်တာလဲအဲ့ชิปเย่ช่องลาได้ล่ะဟုတ်တယ်အဲ့ဒါဘယ်သွားလို့ပဲလာရမှမသိဘူးအခုလဲဒီမှာတယောက်เทပဲ ဘိုက်စာလို့အပြီးစားနေတာဟုတ်တယ်မိသားစုနဲ့တကွဲတကြားဘိုက်စာလို့ဆောက်ပန်းတီးစားနေဟုတ်တယ်ဒီအမလန့်ပြလိုက်လို့လေဟိုဟာဘုံလန့်ဆိုင်လိုက်လို့ကျွန်တော်တို့လည်းဟိုဘက်မှာအလူသွားရင်းနဲ့အခုသူဖုံးဆက်လာတော့ရေးတကြီးနဲ့ခုဒီမှာပြန်လာခဲ့တာဟုတ်တယ်အဝေးကနေလာခဲ့တာအခုတော်ထဲမှာတောက်ခဲ့ပဲလားဟုတ်တယ်တတယောက်တည်းပဲမိသားစုနဲ့ပေးရောက်လို့ပဲတကွဲတပြားဖြစ်ကုန်တော့မတွေ့ကြတော့ဘူးဆိုတော့အခု ကျမတယောက်တည်းပဲဒီမှာတံပကာလို့ပြောတယ်ဘာကလည်းကြီးနေပြီဟုတ်တယ်ဟုတ်ပါဘိုက်လည်းကြီးနေရတယ်အဲ့ကလည်းကြီးနေတဲ့ခါကျတော့ဩဘိုက်လည်းကြီးနေရတော့ဗောနေနော်ဟုတ်တယ်ကိုဝင်ကဘယ်နှစ်လလောက်ရှိသွားရလား၅လတူ6လထဲမှာရှိနေပြီဩအခုဆစ်ဖြစ်လာစကြောင့်မလို့အရေးတကြီးနဲ့ပြေးလာဗောလေနော်ဟုတ်တယ်အိမ်နေပါဒီကတော့နေလို့မရတော့ဘူးလားနေလို့မရတော့ဘူးအိမ်နေလည်းဘာမှရစရာမရှိတော့ဘူးအဲ့လိုမျိုးပစ္စည်းတွေလည်းဘာမှလည်းမရခဲ့ဘူးဟိုက အေးရတယ်ဘာလဲဆိုရင်လဲဆောင်နေပါလေလက်မပါဘူးပါမလဲဟုတ်ဝတ်တဲ့ကိုတစ်ခဲနဲ့ပေါ့လေနော်ဟုတ်တယ်တနာလို့လေအဲ့ဒါကြောင့်ဆက်တွေ့ပြီးခိုင်းတာဟုတ်တယ်ဟွာချင်းပြန်ကူညီပေးမယ်လေနော်ပါမအားမငယ်လေနော်ဟုတ်ခဏတော့ငါဟိုဘက်မှာသူများဝင်လူတန်းကိစ္စနဲ့တွားနေတွားလူမလို့ခိုးအခုဒီမှာပဲလူထားပေးလိုက်တော့မှဆန်လားဟုတ်ကဲ့ဟိုမှာဆန်တဲ့အဲ့ရပတ်ဆန်ကနှစ်သိန်းပေါ့လေနော်ဟုတ်ဒါလက်ခံထားပေးလိုက်အောင်လေနော်ပတ်ဆန်နှစ်သိန်းရဆန်တဲ့အဲ့ရ ကူညီထားပေးလိုက်မယ်လေနော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများနေစရာတွေရောစီစဉ်ပေးလိုက်မယ်လေနော်ဟုတ်ဟုတ်ကဲ့ပါဟိုမှာတယောက်တည်းပဲဆိုတော့ဟိုပါဘိုက်နဲ့ကိုဝင်နဲ့ပါနေဆိုတော့အခုလိုမြင်ရတာစိတ်မကောင်းပါဘူးအခုလိုကူညီပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်လည်းအရန်ဝမ်းတာတယ်ဟုတ်ဒီနင်္ဂလာန်တာမချင်တဲ့မုံဂရန်မတ်ဘာခါမတ်ဘာရေငါငေါငါအကရတဲ့ဆာနာဂျေဂျေဆန်ဂျေခ ோம் ရဲနာယာကန်တဲ့ကိုရဲတော့ငါတဲ့တန်းနေနာဂရကူဒီဘောကွန်ဂျေဆာ ဲအခုအမကကြတော့ဗောလေနော်အခက်ခဲဖြစ်တာကြတော့ဗောလေနော်အေးတကြီးနဲ့ဆစ်ဖြစ်လာကြောင်မလို့တဲ့အခုမိသားစုတင်နဲ့လဲဗောနေတော့ရှောင်းရင်နဲ့အားလုံးတကွဲတပြားစီဖြစ်နေရဆိုတော့ဗောလေနော်တယောက်ခဲပဲဗောလေနော်အခုမှကိုဝင်နဲ့ဆိုတော့ဗောလေနော်အခုဘိုက်စာလုတ်တဲ့ခဏတော့အောင်စားဆရာမရှိလို့ဗောလေနော်ခြောက်ပန်းဒီဇိုင်းနဲ့ဒီလိုနေနေရအမြင်တွေ့ရတယ်ဆိုတော့တကယ်စိတ်ထဲမှာမကောင်းပါဘူးနော်အခုလိုအဆင်မပြေခက်ခဲဖြစ်နေတဲ့အချိန်မှာအခုလိုကုညီလူတန်းပေးကြတဲ့အလူရှင်တွေလည်းကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်အားလုံးစိတ်ထဲမှာရှင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လည်း အမြန်ဆုံးအေးချမ်းပျော်ရွှင်လာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်ဘာခုမီကကြည်လဲရောဘာမှအားမငယ်နဲ့နဲ့လင်နော်အစင်ပြောင်းနေဆရာတွေလည်းစီစဉ်ပေးလိုက်မယ်လင်နော်အေးလို့တွားရအောင်လင်နော်ခေါ်တွားရအောင်လင်နော်သူရောအေးတွားရအောင်လင်နော်ဘာခုဘာမှအားမငယ်နဲ့တိုးထဲမှာတယောက်တည်းပဲဆိုတော့